ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြတ်တဲ့အောင်လမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Transfer Window ရဲ့အပြောင်းအရွှေ့ကတော့အခု FIFA ရဲ့ Club World Cup မတိုင်ခင်ဆိုရင်တရက်လောက်ပဲကြာတော့တယ်အဲ့အပြောင်းအရွှေ့တွေကြားထဲမှာကျွန်တော်တို့ဒီအပိုင်းဖြစ်လာတဲ့ Dandy အပြောင်းအရွှေ့တွေနဲ့အပြောင်းအရွှေ့နီးစပ်တဲ့အကြောင်းတွေတချို့ဖြစ်ဖို့တေးကြပြီးမှပြတ်သွားတဲ့အပြောင်းအရွှေ့တွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ transfer window မှာအခုအကြောင်းမပြောခင်မှာအီတလီလွေးစင်အသင်းကဟိုတနေ့တုန်းကကွာပလာချီစပွဲမှာနော်ဝေးကို3ဂိုးပြတ်ရှုံးနေခဲ့ပြီးမှသူတို့ရဲ့နီးပြလူစီယာနိုစပယ်လက်တီကို FIGC ကယာရုကထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်။ရောဘတ်တိုမန်ချီနီယာမှာဝင်လာခဲ့တဲ့လူစီယာနိုစပယ်လက်တီကနာပိုလီကိုချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ခဲ့ပြီးအီတလီကိုလာရောက်ကင်တွယ်ခဲ့ပြီးမှယာရုကထုတ်ပယ်ခံရတာဖြစ်တယ်။ ။တစ်ဖက်မှာတော့ Victor Osimhen ကဆော်ဒီအာရေဗျာကိုပြောင်းဖို့နှစ်ဖက်ကလပ်အသင်းကြားအားလုံးသဘောတူညီထားပြီးဖြစ်တယ်။ဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အာဟီလာအသင်းကနာပိုလီကိုပေါင်း85သန်းပေးဖို့သဘောတူညီထားတယ်။ကစားမောက်ကိုလည်းသဘောတူညီဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့ Victor Osimhen ကဒီပြောင်းရွှေ့ကိုပယ်ချခဲ့ပြီးတော့ဥရောပမှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Osimhen ကိုလက်ရှိမှာ အာဟီလာအသင်းကပထမအချိန်တနစ်ကိုယူရို26တန်းပြီးတော့မှယူရိုတန်း30ယူရိုတန်း40နဲ့55တန်းထိပေးပေမယ့်ဆော်ဒီကလပ်အသင်းကိုပြောင်းရွှေ့ဖို့အစီအစဉ်မရှိကြောင်းနဲ့ ်ကစားမကဥရောပမှာဆက်နေခြင်းနဲ့ပေချခဲ့တယ်လို့အတည်ပြုလိုက်ပါတယ်ဂျူပါလင်ကန်ရဲ့ညီဖြစ်သူဘလင်ကန်ကတော့လက်ရှိမှာဘရီရှက်ဒော့မန်ကိုပြောင်းရွှေ့ပါပြီဆန်ဒလန်အသင်းရဲ့အင်္ဂလန်လူငယ်ကွင်းလင်ကစားမကိုဘရီရှက်ဒော့မန်ကယူရို33တန်းစာချုပ်နဲ့သဘောတူညီခဲ့ပြီးတော့အပူသဘောတူညီမှုဘောနပ်စီနဲ့၅တန်း တူတဲ38တန်ပက်ကေ့ချ်နဲ့သဘောတူကြတာပါဆန်ဒလန်ကဒီဇိုင်းပေါင်းကိုအနာဂတ်မှာဘရစ်ရှ်တော့မန်ကပြန်လဲရောင်းချရင် ရောင်းရငွေရဲ့15ရာခိုင်နှုန်းကိုရရှိဖို့သဘောတူညီမှုရရှိထားပြီးဘယ်လင်ဂန်ကိုရောင်းချလိုက်ပြီဖြစ်တယ်တစ်ဖက်မှာတော့ရယ်မက်ဒရစ်အသင်းကအာဂျင်တီးနားကလပ်ရီဘာပလေးရဲ့လူငယ်ကစားမဖရန်ကိုမတ်စတာထူနိုကိုခေါ်ယူလိုက်ပါတယ်ဒါကအာဂျင်တီးနားကလပ်အသင်းသမိုင်းတစ်လျှောက်အာဂျင်တီးနားကစားမတစ်ယောက်ကဥရောပကိုစံချင်းချင်းပြောင်းရွှေ့ခြင်းမှာ ပြောင်းရွှေ့ခြင်းကတော့ယိုဂျီစာချုပ်ယူရို45တန်းဖြစ်ပြီးတော့ဒီဇင်ဘာကမက်ဒရစ်ကို2032ခုနှစ်ထိ6နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီးတော့လာမယ့်ဩဂတ်စ်လ14ရက်နေ့မှာရီယယ်မက်ဒရစ်ကိုတရားဝင်ပြောင်းရွှေ့မှာဖြစ်ပြီးတော့ရီယယ်မက်ဒရစ်အသင်းရဲ့ခြေကြီးဆုံးကစားသမားတွေကတယောက်ဖြစ်မှတ်တမ်းဝင်လာခဲ့ပြီဖြစ်တယ်လီဗာပူးအသင်းကသူတို့ရဲ့ဂိုးမားခဲလာဟောက်ကိုရောင်းထုတ်ခဲ့တဲ့အတွက်ဘရန်ဖို့အသင်းက16တန်းနီးပါးပေးခဲ့တယ် အိုင်နောက်ဆက်တွဲအနေနဲ့ကယ်လာဟာရဲ့အပြောင်းရွှေ့မှာဒါသူ့ရဲ့အိုင်ယာလန်ရဲ့တတိယတန်းကကလပ်ဖြစ်တဲ့ရီကာမိုဟန်ရိန်ဂျာဆိုတဲ့ကလပ်အသင်းလေးကကယ်လာဟာရဲ့အပြောင်းရွှေ့မှာလီဗာပူးရှီကနေရောင်းရငွေကိုဒါရရှိဖို့သဘောတူခဲ့တဲ့အတွက်ကယ်လာဟာအပြောင်းရွှေ့ကနေပေါင်3.6တန်းကိုအိုင်ယာလန်တတိယတန်းကလပ်အသင်းကရရှိမှာဖြစ်ပါတယ်။ အဲ့ရောင်းရငွေက20ရာခိုင်နှုန်းသတ်မှတ်ထားတဲ့အတွက်ဒီပြောင်းရွှေ့ကရရှိတာပါ Juventus ကတော့သူတို့အငှားနဲ့ခေါ်ထားတဲ့ Randan Kolomawani ကို Club World Cup ပြိုင်ပွဲအထိသဘောတူညီမှုရရှိခဲ့ပါတယ် Paris Saint-Germain ကဒီကစားမကိုလွေရာသီမှာတေချာပေါက်ရောင်းထုတ်မှာဖြစ်ပြီးတော့ Juventus ကဒီကစားမကို FIFA ရဲ့ Club World Cup အထိစာချုပ်ချုပ်ဆိုသဘောတူညီမှုရရှိထားတာပါ Manchester City အသင်းက Ryan Ignori ကို အပြီးသတ်ခေါ်လိုက်ပါပြီ2030ခုနှစ်တီရှိတဲ့စာချုပ်နဲ့9နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ Algeria ကစားမကမန်စီးတီးကိုပေါင်32တန်းကနေ36တန်းထိရှိမဲ့သဘောတူညီမှုနဲ့အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး Manchester City မှာကျွန်းနံပါတ်27ဝစ်စင်မှာဖြစ်တဲ့ မစီရီနေနဲ့အခုလောလောဆယ်23နှစ်သား Ryan Agnori အပြင် Ryder ကလည်းတရားဝင်ဆေးစစ်မှုအောင်မြင်သွားပြီဖြစ်ပါတယ်ဆိုတော့ Ryder ရဲ့အပြောင်းရွှေ့ကိုလည်း Lambda တစ်ပတ်တွင်ပါပဲ City ဘက်ကတရားဝင်ကြေညာသွားဖို့ရှိချောင်းဖော်ပြထားပါတယ်အာစနယ်ကလည်း Chelsea ရဲ့ဂိုးသမားခက်ပါရီဇာဘလာကာကိုပေါင်၅တန်းနဲ့ခေါ်ဖို့သဘောတူညီပါပြီ။ David Onsei နဲ့ Fabrizio ရဲ့ပေါ်ပြချက်အရအသက်30ရွယ်ရှိတဲ့ဂိုးသမားကပြီးခဲ့တဲ့ရာသီဘုံပေါက်မှာလက်စွမ်းပြခဲ့သူဖြစ်ပြီးတော့ အာဆင်တဲ့ကအရန်ကိုသမားနက်တိုနီယာမှာအစားထိုးဖို့အတွက်သူ့ကိုခေါ်ခဲ့တာဖြစ်တယ်။2026တိစာချုပ်ရှိတဲ့ကက်ပါအရီဇာဘလကာကယိုဂျီစာချုပ်၅တန်းသဘောတူညီမှုကြောင်းအထက်တားရဲ့အသင်းကိုပြောင်းဖို့သဘောတူတဲ့အတွက်ပေါင်၅တန်းနဲ့ချယ်ဆီကနေအာဆင်ကို နောက်ထပ်ရောက်လာတဲ့ကစားမတစ်ယောက်ဖြစ်မှတ်တမ်းဝင်လာပါတယ်ပြင်သစ်ကလပ်မာစီအသင်းရဲ့ကစားမဖြစ်တဲ့လူးဝစ်ဟန်ရီကာတို့လက်ရှိအင်တာမီလန်ကိုပြောင်းရွှေ့ပါပြီ၅နှစ်စာချုပ်နဲ့မာစီကစားမကအင်တာမီလန်ကိုပြောင်းရွှေ့ခဲ့ပြီး ပြောင်းရွှေ့ခြေကတော့ယူရို25တန်းနဲ့အင်တာမီလန်ကလပ်သင်းကတရားဝင်ကြေညာခဲ့တာဖြစ်တယ်။ရိုမာကလည်းကလော်ဒီယိုရာနီယန်နေနေမှာအခုလက်ရှိဂက်စပါရီနီကိုခန်းလိုက်ပါတယ်။အတ္တလန်တာသင်းရဲ့နီးပြားကိုရိုမာက3နှစ်စာချုပ်နဲ့ခေါ်ယူခဲ့ကြောင်းကလပ်သင်းဘက်ကတရားဝင်ကြေညာခဲ့တာဖြစ်တယ်။ဒါတစ်ချိန်တည်းမှာပဲ ဝက်ဆန်ယူနိုက်တက်အသင်းကပြီးခဲ့တဲ့ရာသီနီးစ်ကနေအငှားခေါ်ထားတဲ့နောက်ခံကစားသမားဒိုဒီဘိုကိုအပိသက်ခေါ်လိုက်ပါတယ်။ပြင်သစ်နောက်ခံကစားသမားကိုဝက်ဆန်ကပေါင်32.8တန်းနဲ့တရာသီအကားခေါ်ယူခဲ့ပြီးမှအပိသက်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်တယ်။ လီဗာပူးကလည်းအသက်20ရွယ်ရှိတဲ့ဟန်ဂေရီလူငယ်ကစားသမားအာမင်ဖက်စီကိုဟန်ဂေရီယန်ကလပ်ဖြစ်တဲ့ဘူစကက်အကာဒီမီယာအသင်းကနေခေါ်လိုက်ပါတယ်ဒီကစားသမားလေးကိုလီဗာပူးဘက်ကတရားဝင်စာချုပ်ချုပ်ဆိုတဲ့အတွက်အသက်20ရှိတဲ့ဂိုးသမားကအာနီစလိုရဲ့အသင်းကိုပြောင်းရွှေ့လာပြီဖြစ်တဲ့လီဗာပူးကသူတို့ရဲ့နီးပြချီအာနီစလိုကိုလည်းတက်တန်းထပ်တိုးဖို့သဘောတူထားပါတယ်2029ခုထိစာချုပ်ချုပ်ထားတဲ့အာနီစလော့ကိုလီဗာပူးက2030ခုနှစ်ထိသဘောတူညီမှုရရှိပြီး မကြာမီစာချုပ်ချုပ်ဆိုမှာဖြစ်တယ်။ထော်နန်ဟော့စပါအသင်းကလက်ရှိမှာဘန်ဒီဗစ်ကိုတက်တန်းတစ်နှစ်ထပ်ထိုးလိုက်ပါတယ်။စာချုပ်တက်တန်းကုန်ဆုံးလို့ကလပ်ကထွက်တော့မှာဖြစ်ပေမယ့်စပါအသင်းကဘန်ဒီဗစ်ကို2026ထိစာချုပ်တိချုပ်ဆိုခဲ့တာပါ။ အာဆယ်သင်းကလည်းသူတို့ရဲ့နောက်ခံလူဂါဘရီယယ်ကို2029ထိတက်တန်းထပ်တိုးလိုက်ပါတယ်ဘရာဇီးလ်နောက်ခံကစားသမားကအာဆယ်ရဲ့ပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်ပြီးတော့ကလပ်သင်းဘက်ကသူ့ကို2029ထိရှိမယ်နောက်ထပ်အပူနှစ်နှစ်ထပ်တိုးပြီးတော့မြောက်လန်ဒန်ကလပ်သင်းမှာဆက်ထားဖို့ဆုံးဖြတ်ခဲ့တာပါအာဆယ်သင်းဘက်ကသူ့ရဲ့ကစားသမားဝီလျံဆလီဘာအပါအဝင်အီသန်ဝန်နေရီမိုင်းလူးစ်ကယ်လီနဲ့ ဘက်ကဘခါယူဆကာတို့အားလုံးကိုလည်းအာဂဇာဒရိုက်တာအန်ဒရီးယားဘာထာကသက်တမ်းထပ်ထိုးဖို့လုပ်နေပါတယ်။တစ်ဖက်မှာတော့မန်ချက်စတာစီးတီးကရိုင်ယန်ချက်ခရီရဲ့အပြောင်းရွှေ့ကိုအပြီးသတ်ဖို့ကြိုးပမ်းနေပြီးတော့မကြမီအပြီးသတ်နိုင်မှုရှိကြောင်းဖော်ပြထားပါတယ်။လီဗာပူးကလည်းဖရွန်နန်ဗတ်စ်ကဲအပြောင်းရွှေ့နဲ့ပတ်သက်လို့ပြောင်းရွှေ့ခြင်းအပြင်လောက်ခလာဆောင်ကိုတစ်ပတ်ကို3သိန်း4တောင်းထိပေးဖို့သဘောတူထားပြီးတော့ဒီပြောင်းရွှေ့လဲမီလော့စ်ခါကီရဲ့အပြောင်းရွှေ့နဲ့တူအပြီးသတ်နိုင်မှုကြိုးပ ားနေတာပါတစ်ဖက်မှာတော့ထိတ်တန့်ပြောင်းရွှေ့တဲ့က Manchester United က Brian Ambumo ရဲ့အပြောင်းရွှေ့ကိစ္စအသေးအံလုပ်နေလို့ Tottenham Hotspur က Nipia Antposo ကိုကုနေရမှာသူတို့ရဲ့ Nipia တစ်ဖြစ် Thomas Frank ကိုချိုးပါတဲ့အတွက် Thomas Frank က Spur ကို Brian Ambumo ကိုခေါ်ပေးဖို့ချိုးပါတဲ့အတွက်အဲ့ပြောင်းရွှေ့ကလည်း United အတွက်အနေငယ်ခံနေပါတယ် Victor Gyokeres ရဲ့အပြောင်းရွှေ့ကတော့စိတ်ဝင်စားစရာဖြစ်ပြီး Manchester United က Gyokeres ကိုအဓိကခေါ်ယူဖို့ချိုး လိုက်အသေးဖြစ်ပြီးတန်း60နဲ့သဘောတူနိုင်ပွဲရှိချောင်းဆိုပါတယ်ချက်စီသင်္ကာတော့အခုပြည်သိကိုသမားမိုက်မန်ညိုကိုဒုတိယအကြိမ်ကန်လန်ထားပြီးတော့2030ခုနှစ်ထိ6နှစ်စာချုပ်နဲ့သဘောတူညီထားပြီးဖြစ်သလိုဘရီရှက်တော့မန်ရဲ့တောင်ပန်ကစားမဂျီမီကန်တက်ကိုလည်း2032ခုနှစ်ထိ9နှစ်စာချုပ်နဲ့သဘောတူထားတယ်ပြောင်းရွှေ့ခြေကိုတော့ဒေါမန်နဲ့အီစီမီလာအသင်းတွေနဲ့ဆွေးနွေးနေတာပါဒါရီက နောက်ဆုံးရအပြောင်းရွှေ့ transfer dandy နဲ့ dandy sofa နဲ့အပြောင်းရွှေ့နီးစပ်လာတဲ့အကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်